နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဖပြပေးမယ့်သတင်းဆောင်ပါလေးကတော့မြေလက်အတံဝက်ဆိုက်မှာရန်ပုံကြားကဗရောင်းဒေတာဆိုတဲ့သတင်းဆောင်ပါကိုဖပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခအပါအဝင်ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကိုအရခတ်တော်အေအေကတင်ပိုက်ထားပြီးနောက် ပဲခိုးတိုင်းအနောက်ရှမ်းရဲ့နေကြပထောင်းတောက်ကုတ်လမ်းပေါ်အထိရောက်ရှိလာတဲ့တိုက်ပွဲတွေကြောင့်ပထောင်းမြို့နယ်အတွင်းစစ်မီးတောက်လာတော့မလားဆိုတဲ့ဒေသခံတွေရဲ့စိုးရိမ်ချက်တွေရှိလာပါတယ်။စနဝိုင်းလာစမ်းပိုက်မှာရခိုင်ရိုးမပေါ်တောင်ကုန်းမြို့နယ်တောင်ပုံကြီးရွာအနီးကစစ်ကောင်စီတပ်စခန်းကိုအရခတ်တပ်တော်အေအေကဆက်လက်သိမ်းပိုက်လိုက်တဲ့ဆိုတဲ့သတင်းတွေကြောင့်ဆက်ဆက်နေရဖြစ်တဲ့ပထောင်းမြို့နယ်တွေက အောက်ရှိပေမျိုးဒေတာခန့်တရှိုးနေရဲစွန့်ခွာပြောင်းရွှေ့တာတွေစတင်လှုပ်ဆောင်နေတယ်လို့သိရပါတယ်ဗရောင်းမြို့နယ်အတွင်းကစစ်ကောင်စီတပ်တွေရဲ့စစ်ရေးပြင်ဆင်မှုတွေကြောင့်လဲအုတ်ရှစ်ပင်မျိုးခန့်တွေဟာအခုလိုအရှားမြို့နယ်တွေစီတပြေးပြေးရွှေ့ပြောင်းနေကြတာဖြစ်ပါတယ်။အုတ်ရှစ်ပင်မျိုးဟာရခိုင်ရိုးမတောင်ချီမှာရှိတဲ့ဗရောင်းမြို့နယ်တဲကမျိုးတစ်မျိုးဖြစ်ပြီး2018လူဦးရေစစ်ရေးအရလူဦးရေတထောင်ကျော်နေထိုင်ကြပါတယ်။ တိုက်ပွဲဖြစ်ပွားတာပြစ်ခတ်တန်တွေမကြားရသေးပေမဲ့လက်ရှိအုံရှိပင်မျိုးပေါ်မှာတော့လူအသွားအလာနေပြီးတိတ်ဆိတ်နေတယ်လို့သိရပါဗျ။အခုကလူကြီးတွေကိုရွှေ့ကြတာပေါ့။ပတ်ဆက်ရှိတဲ့မိသားစုတွေပေါ့။ဘလို့ဖြစ်လဲဆိုတော့လူကြီးတွေကြတော့ဖြစ်တာမဖြစ်တာထက်အတန်ကြားရရင်တောင်သိနိုင်နေ။ကားပိန်းပောက်တာတောင်ကြောက်ကြတာမျိုးဖြစ်နေတော့ရွှေ့ကြတယ်။ကြိုပြင်ထားရတာပေါ့လို့အုံရှိပင်မျိုးခံတအူးကပြောပါဗျ။ ပထောင်မျိုးနဲ့အုတ်ရှစ်ပင်မျိုးခံဒေသတွေအခုလိုတဖြည်းဖြည်းရွှေ့ပြောင်းနေကြတဲ့နောက်ထပ်အချက်တစ်ခုကအုတ်ရှစ်ပင်မျိုးဟာစစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းတွေထုတ်လုပ်တဲ့ကပ္ပစာလျှောက်ဆက်ရုံအနီးဆုံးမှာရှိနေတဲ့အကြောကြောင့်လည်းဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်လရှိစီရဲ့အရှိအနေတွေအရတိုက်ပွဲတွေပြင်းထန်လာပါကရန်ထုတ်လို့ရေဆက်ယုံတွေပောက်ကွဲပြီးဒေသခံတွေနေထိုင်တဲ့နေရာကိုပါကူးဆက်ပောက်ကွဲမှုတွေဖြစ်လာမှဆိုးရိမ်နေတဲ့အတွက် အခုလိုပြောင်းရွှေ့တာတွေလှုပ်လာတာလို့အုတ်ရှိပင်မျိုးခန့်တွေကဆိုပါတယ်။ကပ္ပဆာ၆ဆက်ယုံဟာအုတ်ရှိပင်မျိုးနဲ့ကက်လျက်ရှိနေတာဖြစ်ပြီးမျိုးရဲ့တောင်ဘက်၅မိုင်ခန့်အကွာမှာလဲကပ္ပဆာ၉ဆက်ယုံရှိနေတာဖြစ်ပါတယ်။အဲ့ဒီနှစ်ခုကပြည်နဲ့ရွှေတောင်လောက်ပဲရှားပြီးတိုက်ပွဲဖြစ်ရင်ရမ်းရှက်တာတွေကတည်သွားလို့မရဘူးတကယ်လာတရင်လဲအင်အားတိတ်မရှိလို့ပတ်သွားမှဆိုပြီးမစားရတဲ့အမဲတဲနဲ့ပတ်ဘုံကျဲလိုက်မှကိုကြောက်ကြတာလို့အုတ်ရှိပင်မျိုးခန့်တအူးကပြောပါတယ် စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ကပါစာဆက်ယုံတွေဟာအုတ်ရွှေပင်မြို့အနီးကကပါစာရှောင်းနဲ့ကပါစာကိုအပါအဝင်ဗရောင်းမြို့နယ်အတွင်းမှာကပါစာတက်ခုနှစ်ခုရှိနေတာဖြစ်ပါတယ်အဲ့ဒီကပါစာတက်တွေမှာရန်ရှက်ဆက်ယုံအကြီးတွေအများအပြားရှိပြီးစစ်ကောင်စီတက်အတွက်လိုအပ်နေတဲ့လက်နက်ခဲယက်နဲ့စစ်သုံးပစ္စည်းတွေထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ဗရောင်းနယ်ထဲမှာစင်တဲကပါစာ၃၊ကပ်မြိုင်ကပါစာ၅၊ရောင်ရှတောက်ကပါစာ၆ ကြောက်ဖူးကပ္ပဆကိုမတုံကပ္ပဆဆဆပြင်ကြီးကောက်ွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့တင်တန်းကြောင်းကထာကထုံးဖို့တက္ကဆသုံးအကြီးစားဆက်ယုံကပ္ပဆတက်ခုနှစ်ခုတည်ရှိနေတာဖြစ်ပါတယ်ကပ္ပဆသုံးကဆက်ယုံမှုပုံမှုကြီးမှမဆိုကပ္ပဆငါးကဆက်ယုံမှုပုံမှုချုပ်ထွေးလာကပ္ပဆ၆ဆက်ယုံမှုဘုံမှုကြီးတိုးလွင်ကပ္ပဆကိုဆက်ယုံမှုဘုံမှုကြီးတင်မောင်ရှိုးကာထာကတင်တန်းကြောင်းကြောက်အုပ်ကြီးဒုတိယဘုံမှုကြီးကြီးရို့ဖြစ်ကြပါတယ် အဲ့ဒီထဲကကမြိုင်ကပ္ပဆငါးနဲ့တဆက်တည်းရှိနေတဲ့ရခိုင်ယိုးမအရှိကမတုံကပ္ပဆဆက်လျှောက်ဟာစစ်ကောင်စီတပ်သုံးပုံဒီအမျိုးမျိုးခဲရဲအမျိုးမျိုးထုတ်လုပ်နိုင်ဖို့ရန်အတိကရှက်တဲ့ကပ္ပဆဆက်ယုံဖြစ်ပါတယ်စစ်ကောင်စီတပ်မှာရန်ထုတ်လုပ်တဲ့ဆက်ယုံ၅ယုံရှိပြီးအဲ့ဒီဆက်ယုံတွေဟာပထောင်ကပ္ပဆငါးနဲ့ကပ္ပဆဆက်လျှောက်တရက်ကပ္ပဆစနစ်အထက်မင်းလာကပ္ပဆဆက်သုံးလောင်းရှိကပ္ပဆ25တို့ဖြစ်ပါတယ် အဲ့ဒီထဲမှာကပါစာ၅နဲ့ကပါစာ73တက်တွေကစစ်ကောင်စစ်တက်ကပါစာတဖွဲ့တစ်ခုလုံးအတွက်ရန်လိုအပ်ချက်တွေကိုဖြစ်တည်ပေးနိုင်ရေးအဓိက ထုတ်လုပ်နေတဲ့စက်ယုံတွေလို့ကပါစာအသိုင်းအဝိုင်းကပြောပါတယ်ကမြိုင်ကပ္ပစငါနဲ့မတုံကပ္ပစဆက်လျှောက်မှာရန်ထုတ်လုပ်တဲ့ဆက်ယုံအဆောက်အဦးနဲ့အစစ်ပလက်ဆက်ယုံပေါင်း30ထက်မနည်းရှိပြီးထုတ်လုပ်ရေးစစ်ကောင်စီတပ်ဖွဲ့တွေနဲ့စစ်တီအစားခတ်အမြဲတမ်းအရက်သားမျိုးသမီးဝန်ထမ်းထောင်ရှိနဲ့လဲပတ်နေတာဖြစ်ပါတယ်။ ။ဒါအပြင်ပထောင်မျိုးနဲ့ကပ္ပစသုံးဟာလက်နက်ကြီးပုံသေးအမျိုးမျိုးလေးရင်မှတက်စင်ပစ်ခတ်တဲ့ပေါင်ပုံးတွေထုတ်လုပ်တဲ့ဆက်ယုံဖြစ်ပြီးအဲ့ဒီဆက်ယုံပောက်ကွဲမှုဖြစ်လာရင်ဘေးဘက်ဝင်းကျင်အနီးနားကရွာတွေပါထိခိုက်မှုဖြစ်လာနိုင်တယ်လို့စစ်ကောင်စီကကပ္ပစတက်မိသားစုဝင်တအူးကပြောပါတယ်။ ရခိုင်ယိုမတကြောကိုအရခတ်တတော်အေက ထိန်းချုပ်လိုက်ပြီးတဲ့နောက်ပသိမ်မုံရွာလက်ပေးနဲ့ဗဒောင်းနယ်တွေကကပါစာတက်တွေစီကိုဥတီပြစ်မှတ်ထားလာနိုင်တယ်ဆိုတာရိပ်မိနေတဲ့စစ်ကောင်စီတပ်ကအနာပါခမကြဆုံးခင်ကလေးကပသိမ်မုံရွာလမ်းပိုက်ကိုတဖြည်းဖြည်းစစ်အင်အားဖြည့်တင်လာပါတယ်။ဇန်နဝါရီလဒုတိယအပတ်ကစတင်ကဗဒောင်းနယ်အတွင်းကကပါစာတက်တွေစီကိုလေကြောင်းကနေပုံကျဲရမှာအုံပြူလာတဲ့ စက်တက်လေဒီတွေအုပ်ဖွဲ့ရောက်ရှိလာကအဲ့ဒီစက်တက်လေဒီတွေနဲ့အုတ်ရှိပင်မျိုးဝေဟင်မှာမောင်းနှင်လေးချင်းမှုတွေစတင်လှုပ်ဆောင်လာတယ်လို့ဒေသခံတအူးကပြောပါတယ်။အဲ့ဒီစက်တက်လေရင်ကအတန်မကြားရဘူးအပေါ်မှာလူတယောက်ပါတယ် လေရင်အပေါ်ကနေခုန်ချသွားတယ်ပြီးမှမြို့ပေါ်ကိုဝဲတယ်မြို့ပေါ်ကလူတော်တော်များများမြင်လိုက်ကြရတယ်ပြီးတော့ပြည်ဘက်ကိုထွက်သွားတယ်လို့မြို့ခံတအူးကပြောပါတယ်။ ဒါအပြင်ပထောင်မြို့တပ်ဖက်ကပြည်မြို့မင်းကြီးတောင်နဲ့တန့်ကြီးတောင်တွေမှာစစ်ကောင်စီတပ်ကလက်နက်ကြီးတွေအထမ်းချစစ်အင်အားတိုးမြင့်ပြီးပြည်내ပထောင်ကိုခန့်စစ်ပြင်ဆင်နေတယ်လို့အုံရှိပင်ငါးမျက်နှာဖျားကုန်းမှာလက်နက်ကြီးအထမ်းချတက်ဆွဲနေတယ်လို့မြို့ခံတွေကပြောပါတယ်ပထောင်မြို့နယ်ကမြန်အကြီးစားရန်ထုတ်လုပ်ရေးကပ္ပစငါတက်ကစက်ယုံတွေဟာရန်အများအပြားတို့လောက်ထားရတာအပြင်စက်ယုံအဆောက်အဦအများပြားမှာ ပောက်ကွဲလွန်စေတဲ့ပစ္စည်းတွေရှိနေပြီးပောက်ကွဲမှုအားလည်းပြင်းထန်နိုင်တယ်လို့ကပါစာတက်အပါအဝင်မြန်မာစစ်တပ်အတွေ့နှစ်ပေါင်း20ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့စီဒီအမ်ဗိုလ်ကြီးစင်ရော်ကပြောပါတယ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဗိုလ်ချုပ်ခင်မာဝင်းလက်ထက်2000ခုနှစ်ဝင်ချင်းကကပ္ပစာ9မှာရန်ထုတ်လုပ်တဲ့ဆက်ယုံတစ်ခုမတော်တဆဖြစ်ကပောက်ကွဲမှုဖြစ်ခဲ့ဘူးတယ်လို့သူကဆိုပါတယ်။ရန်ဆက်ယုံအတွင်ပိုင်းပစ္စည်းတစ်ခုကစတင်ပေါက်ရာကပောက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအရှိန်ကတက်အရာရှိတွေအေးအေးယူမခံရစေရန်ကဘာအေးရံကိုမိုးလေဝသတိုက်ထွားရေးတက်နေညီပြီးကပ္ပဆငါးအောင်မှာငလင်လှုပ်ပြီးစက်ယုံပောက်ကွဲမှုဖြစ်လာတာလို့လိမ့်လေတင်ခဲ့မှုကြောင့်ဘူကြီးစင်ရောကရှင်းပြပါဗါအဲ့ဒီအရှင်ကကပ္ပဆငါပောက်ကွဲမှုဖြစ်စေတဲ့အရှင်နေကိုသူကအခုလိုပြောပြပါဗျ။ရန်ထုတ်တဲ့ဆက်ယုံအစအုပ်တစ်ခုဘာအဲ့ဒါကြောက်ရင်မတည်ဘူးပောက်ကွဲမှုဖြစ်ပြီးအဲ့ဒီဆက်ယုံတစ်ခုလုံးပျောက်သွားတာ။ လက်ရှိဗရောင်းတက်နယ်ကိုရန်ထုတ်လို့ရတဲ့ကပါစငါကကုတ်ခဲထားကဆက်ရုံမှုပုံမှုချုပ်ထွေးလာကတက်နယ်မှုဖြစ်ပြီးဗရောင်းတက်နယ်မှာအထက်ဖော်ပြပါကပါစတက်ခွနဲ့တက်အပြင်ခလာရ90နှစ်အမတ်နေ့ခဲရမီကြောက်တက်ရင်စားတဲ့တက်ရင်တွေလည်းပါဝင်ပါတယ်ကပါစတက်တွေဝင်းရနေတဲ့ဗထောင်းမြို့နယ်အတွင်းမှာ2014တကောက်ဆယ်ရင်းအရလူဦးရေ3400ကျော်နေထိုင်ကြပါတယ် ဗရောင်းမျိုးပေါ်လူဦးရေဟာ18000ကျော်သာရှိပြီးကျေးလက်နေလူဦးရေဟာ32000ကျော်ရှိပါတယ်။စစ်ကောင်စီတပ်ရဲ့စစ်ရင်ပြစ်စင်မှုတွေကပ္ပဆာဆက်ယုံတွေရဲ့လုံခြုံရေးအခြေအနေတွေကိုစိုးရိမ်ချက်တွေရှိလာတဲ့ဗရောင်းမျိုးနယ်ဝင်ကျင်နဲ့အုတ်ရှိပေမျိုးခန့်ဒေသတွေတခြားမျိုးနယ်တွေစီပျောက်ရွှေ့နေကြတဲ့အခြေအနေကိုအုတ်ရှိပေမျိုးခန့်တအူးကမှတ်ချက်ပြုပါတယ်။ပတ်စံရှိတဲ့လူကစုံထွက်တာပေါ့မရှိတဲ့လူကြတော့ဟိုဘက်လေးရှောင်လိုက်ဒီဘက်လေးရှောင်လိုက်နေပေါ့ တကယ်ဖြစ်တော့မှပြေးကြရတာပေါ့လို့အုတ်ချစ်ပေမျိုးခန့်တအူးကပြောပါတယ်။ Yeah